ဂျပန် OBC တွေရဲ့အပိုင်းခွန်ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့အပိုင်းခွန်မှာတော့ interface အကြောင်းလေ့လာကြမှာဖြစ်ပါတယ် interface ဆိုတာတော့ကျွန်တော်တို့ပေါ့နော်အဲအထိပယ်ဖွင့်ဆိုရမယ်ဆိုရင်တော့ကျွန်တော်တို့တစ်ခုနဲ့တစ်ခုကိုဆက်သွယ်ပေးတဲ့အရာလို့အထိပယ်ဖွင့်ဆိုလို့ရတယ်ပေါ့နော်အဲဥပမာပေါ့နော်ကျွန်တော်တို့ဒီ UI ဆိုတဲ့အခေါ်အော်တစ်ခုရှိတယ်ပေါ့ UI ဆိုတာကျွန်တော်တို့တကယ်အခေါ်အရှေ့ရောက်ကအရှေ့ရောက်ကြတော့ပေါ့နော် user interface လို့ခေါ်တယ်ပေါ့ ဘာဖြစ်လို့ user interface လို့ခေါ်တာလဲဆိုတော့ကျွန်တော်တို့ user ပေါ့နော်အသုံးပြုသူနဲ့ကျွန်တော်တို့ရဲ့ application software ရဲ့ဂျာတဲ့ပုံပေါ့နော်ချိတ်ဆက်ပေးတဲ့ဆက်သွယ်ပေးတဲ့အရာတစ်ခု interface တစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့ user interface လို့ခေါ်တယ်ပေါ့နော်ကျွန်တော်ဒီ user interface တွေမပေါ်ခင်တော့ဆိုရင်ဘယ်လိုတွေဘယ်လိုတွေနဲ့သုံးခဲ့ကြတော့ဆိုတော့ဒီ command line interface တွေနဲ့ပေါ့နော် command line interface တွေနဲ့သုံးခဲ့ကြတယ်သူ့ကိုကျတော့ CLI လို့အတူကောက်ခေါ်တယ်ပေါ့နော် command line interface လို့ခေါ်တယ်ပေါ့အဲ့တော့အဲ့အဲ့အဲ့လိုလောက်တာကလည်းကျွန်တော်တို့ interface ပဲပေါ့နော်ဘာလို့လို့ဆိုတော့ user နဲ့ကျွန်တော်တို့ application ကြားထဲမှာဆက်သွယ်ပေးတဲ့အရာမလို့ပေါ့ဘာနဲ့ဆက်သွယ်ရုံဆိုတော့သူကတော့ interface command line နဲ့ဆက်သွယ်ဆက်သွယ်တယ်ပေါ့နော် command command တွေအသုံးချပြီးတော့ပေါ့နော် command တွေကိုအသုံးချပြီးတော့ကျွန်တော်တို့ user နဲ့အ user လုတ်စေခြင်းတဲ့ဟာတွေကိုကျွန်တော်တို့ခိုင်းစေရတယ်ပေါ့နော်ဒါပေမဲ့အခုခေတ်မှာကျတော့ကျွန်တော်တို့ဒီ graphical user interface တွေကအဲတော်တော်လေးကိုအားကောင်းလာတာဖြစ်တဲ့ကြောင့်မို့ graphic ကယူတာ interface တွေကိုပဲသုံးကြတော့တယ်ပေါ့နော် graphic ဆိုတာကျွန်တော်တို့ဆိုကြပါဆိုဗျာအရင်တော့ဆိုရင်ဆိုရပါတော့ file တစ်ခုကို download လုပ်ခြင်းနဲ့ဆိုရင်အဲ download file ပေါ့နော်ဒါမျိုးဟိုစာရိုက်ပြီးတော့မှလောက်ရတယ်ပေါ့ဒါပေမဲ့အခုခေတ်မှာကျွန်တော်စာရိုက်ပြီးလုပ်ဆရာမလိုတော့ဘူးခလုတ်လေးတစ်ခုရှိတယ်အဲ့ခလုတ်လေးကိုနှိပ်လိုက်အောင်ပဲဒါမျိုးဖြစ်သွားတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ graphic user interface လို့ခေါ်တယ်ပေါ့ကဲပြီအဲ့တော့ပြောချင်တာကကျွန်တော်တို့ interface ဆိုတာကပေါ့နော်တစ်ခုနဲ့တစ်ခုကြားမှာဆက်သွယ်ပြီးတဲ့အရာကို interface လို့ခေါ်ပါတယ် ျွန်တော်ဒါ interface ရဲ့ပေါ့နော်ပထမဆုံးလှုပ်ဆောင်ချက်ပဲဖြစ်ပါတယ်ကျွန်တော်နောက်ထပ်တနည်းအသုံးချလို့ရသေးတာ interface ကိုပေါ့နော်ဟို contract တစ်ခုအနေနဲ့ပေါ့နော်စာချုပ်တစ်ခုအနေနဲ့ template တစ်ခုအနေနဲ့သုံးလို့ရပါတယ်အဲကျွန်တော်တို့ inheritance မှာပါခဲ့တဲ့သင်ခန်းစာအရာပေါ့နော်ကျွန်တော်တို့ဆိုကြပါဆိုကျွန်တော်တို့ဒီဟိုဟာတစ်ခုပေါ့နော်ဒီကျွန်တော်တို့ရဲ့ main glass တစ်ခုရှိတယ်ပေါ့နော် main glass ကိုကျွန်တော်တို့ chain glass ကနေပြီးတော့မှ extend လုပ်ပြီးတော့အသုံးပြုမယ်ပေါ့နော်အဲ့လို extend လုပ်ပြီးတော့အသုံးပြုတယ်ဆိုရင်ကျွန်တော်တို့ main class ထဲမှာပါတဲ့အဲ method တွေကိုကျွန်တော်ချိုင်းကလက်ကနေပြီးလာပြီးတော့ယူသုံးလို့ရသွားတယ်ပေါ့နော်တကယ်လို့ override လုပ်ချင်တယ်ဆိုရင်လည်း override လုပ်ပြီးတော့သုံးလို့ရသွားတယ်ပေါ့ဒါကကျွန်တော်တို့ဒီ inherited မှာပေါ့နော်အဲ့ဒါမျိုးသုံးလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဒီဟိုမှာကျတော့ interface ကိုသုံးမယ်ဆိုရင်ကျတော့ပေါ့နော် interface ကိုကျွန်တော်တို့ဒီ contract တစ်ခုအနေနဲ့ contract ဆိုစာချုပ်ပေါ့နော်စာချုပ်တစ်ခုအနေနဲ့ဟို template တစ်ခုအနေနဲ့သုံးနေတယ်ဆိုရင်တော့ လုတ်ကိုလောက်ရမယ်ဟာတွေဖြစ်သွားတယ်ပေါ့နော်ကျွန်တော်တို့ဘယ်လိုလုတ်ကိုလောက်ရမှာလဲဆိုစာချုပ်တခုရှိတယ်ပေါ့မင်းငါတို့ရဲ့ဒီ interface ဆိုတဲ့ class ကိုပေါ့နော်မင်းတို့ခေါ်သုံးထားခြင်းလဲဆိုရင်ငါတို့ထဲမှာပါတဲ့ method မှတမရအောင်မင်းတို့ action override လုတ်ကိုလုတ်ထားရမယ်ပေါ့နော်လုတ်ကိုလုတ်ထားရမယ်အခြေအနေရောက်သွားတယ်ပေါ့ခါတိုင်းလို override inherited inherited မှာလို့ပေါ့နော်ကျွန်တော်တို့မလုတ်မဖြစ်မလုတ်လည်းဖြစ်တယ်ဆိုတဲ့အခြေအနေမဟုတ်တော့ဘူးပေါ့နော်ဒါလေးကကျွန်တော်တို့ထူးခြားချက်လေးပါ ကဲပြရဆိုရင်ကျွန်တော်တို့လေ့လာကြည့်လိုက်ရအောင်အဲ့တော့ကျွန်တော်အဲ glass ခုဖန်ပြီးလိုက်မယ်ပေါ့နော်ကျွန်တော် object တစ်ခုဖန်ပြီးမယ်ဘာတစ်ခုဖန်ပြီးမှာတော့ဆိုတော့ fish ပေါ့နော်ငါးတကောင်ဖန်ပြီးလိုက်မယ်အဲနောက်တစ်ခါကျွန်တော်ဘာဖန်ပြီးမလို့ဆိုတော့တာတယ်ပေါ့နော်လက်တကောင်ဖန်ပြီးလိုက်မယ်အဲ့တော့လက်လက်ဆိုတဲ့ glass ရဲ့ fish ဆိုတဲ့ glass ရဲ့ပေါ့နော်ငါးဆိုတဲ့ glass ရဲ့ဖန်ပြီးလိုက်ပြီပြီးတော့ကျွန်တော်နောက်ထပ် interface နှစ်ခုကိုလည်းဖန်ပြီးမယ်ပေါ့နော် interface နှစ်ခုကိုကျွန်တော်ဘာ interface တောင်ဆိုတော့ fin ဆိုတဲ့ interface ပေါ့နော်အဲရေရက်တောင်ပေါ့နော်ရေရက်လေးတွေ စူတောင်းလေးတွေပေါ့နော်စူတောင်းလေးဆိုတဲ့ interface တစ်ခုဖန်နေလိုက်မယ်သူ့ကို interface ဖန်ကြီးပြောင်းနေတယ်ဆိုရင်တော့ကျွန်တော် class ကနေပြီးတော့ interface ဆိုတော့နှိပ်လိုက်အောင်မယ်ပေါ့နော်အလွယ်တကူနှိပ်လိုက်အောင်မယ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ဟိုထဲမှာလည်းသွားပြီးပြောင်းလို့ရပါတယ်အဲ့တော့အထဲမှာပြောင်းတဲ့နေကိုကျွန်တော်ပြပေးမယ်အဲ့တော့အထဲမှာပြောင်းနေတယ်ဆိုရင်ကျွန်တော် class ဆိုတဲ့နေရာလေးကိုဖြတ်ပြီးတော့ interface ဆိုပြီးတော့ပြောင်းလိုက်အောင်မယ်ဒါပဲပေါ့နော်နောက်တစ်ခါကျွန်တော်ဘာ interface တစ်ခုလည်းဖန်နေအောင်မှာဆိုတော့ LG ပေါ့နော်6လောက်ပေါ့နော်6လောက်တည်းဆိုတော့ interface ကိုလည်းဖန်တီးလိုက်ပါအောင်မယ်။ interface ဆိုပြီးကြောင်းလိုက်တော့မယ်။ဒါဆိုရင် interface ဆိုပြီးတစ်ခါလည်းဖြစ်သွားပြီပေါ့နော်။ကဲဟုတ်ပြီအဲ့တော့ကျတော့ fin ဆိုတဲ့ interface ထဲမှာပါပါမလို့ဆိုတော့ကျွန်တော်အဲ method တစ်ခုပါမယ်။အဲဘာ method တုံးဆိုတော့အဲ swing ပေါ့နော်ရေကူးမယ်ပေါ့။ရေကူးမယ်ဆိုတော့အဲ method တစ်ခုပါမယ်ပေါ့နော်။ ကျွန်တော်ဒီမက်သတ်တွေမှာကြတော့ဗောနော်ဒီထဲမှာလာပြီးတော့မက်သတ်မက်သတ်ရဲ့လုံဆောင်ချက်တွေကိုလာပြီးတော့ရေးလို့မရပါဘူးဒီကောင်ကကျွန်တော်တို့ interface ဖြစ်တဲ့အတွက်ကြောင့်မို့သူက contract တသက်ပဲဗောနော် template တသက်ပဲဖြစ်ပါတယ်အဲဒီထဲမှာလာပြီးတော့မက်သတ်တွေကိုရေးလို့မရဘူးအဲ့မက်သတ်တွေကိုဟိုကျွန်တော်တို့ရဲ့ဗောနော်ခေါ်သုံးမဲ့ class ထဲမှာပဲရေးလို့ရမှာဗောနော်ကျွန်တော်ဒီမက်သတ်ကကျွန်တော်အခွင့်တသက်ပဲပေါ့ပြောချင်တာတော့နော်ကဲဟုတ်ပြီအဲ့တော့ interface မှာဆိုရင်ကျွန်တော်တို့မက်သတ်တွေကဟိုသူကစာချုပ်ချုပ်ထားတဲ့အတိုင်းပဲမင်းတို့ဘာတွေဘာတွေဘာတွေပါမယ်အဲ အဲ့ဟာလောက်ပဲပေါ့နော်အဓိကကတော့ဒီထဲမှာသူသူကိုယ်တိုင်ထည့်ရေးထားတဲ့မသက်ရဲ့လှုပ်ဆောင်ချက်တွေမပါဘူးပေါ့နော်အဲ့တော့ညမသက်ကအခွင့်သက်သက်ပါပဲကဲပြီနောက်တစ်ခုလက်လက်ဆိုရဲအင်တာဗျူးထဲမှာလည်းကျွန်တော်တစ်ခုထည့်လိုက်မယ် public white ဘောပေါ့နော်ဒီကောင်ကတော့လမ်းလျှောက်မယ်ပေါ့ခြေတော့ဆိုတော့ကျွန်တော်တို့လမ်းလျှောက်မယ်ပေါ့လမ်းလျှောက်ကိုလျှောက်အောင်မယ်ပေါ့မင်းတို့ဟုတ်ပြီဒါဆိုရင်ကျွန်တော်အင်တာဗျူးနှစ်ခုလည်းရပြီအဲ့တော့ဒီမှာဟိုနှစ်ခုလည်းပေါ့နော်ကျွန်တော် face ဆိုတဲ့ ့ object တခုရယ် target ဆိုတဲ့ object တခုရယ်လည်းရနိုင်ပြီဆိုတော့ကျွန်တော် fish ကိုစပြီးတော့အဲခေါ်သုံးလို့မယ်ပေါ့နော်ဟုတ်ပြီငါးကိုကျတော့ကျွန်တော်ဘယ်ဘယ်သူနဲ့ခေါ်ဘယ်သူကိုခေါ်သုံးလိုက်မှာတော့ဆိုတော့အဲ fin ဆိုတဲ့အကောင်ပေါ့နော်ဒီကောင်ကတော့မရှိမဖြစ်ခေါ်ကိုခေါ်သုံးရမယ်ပေါ့ရည်ရတောင်ပေါ့နော်ဟောရည်ရတခုဖန်ခေါ်သုံးရမယ်ဆိုတော့ကျွန်တော်ဒီမှာဆိုရင်ပေါ့နော်ဒီအရင်နှုန်းကသင်ငန်းစာမှာ inheritance သင်ငန်းစာမှာကျတော့ကျွန်တော်တို့ main class တွေကိုခေါ်ပြီးတော့ပေါ့နော် extend လုပ်ပြီးတော့သုံးညင်နေဆိုရင် extend ဆိုပြီးတော့ instance ဆိုပြီးသုံးခဲ့တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ interface တွေကိုသုံးနေတယ်ဆိုရင်ကျွန်တော်ကျွန်တော် implement ဆိုပြီးတော့သုံးရပါတယ်ဟုတ်ပြီဒီလိုလေးသုံးရတယ်ပေါ့နော် implement ဆိုပြီးတော့ကျွန်တော်တို့ဒီနေရာမှာကိုသုံးနေတဲ့ interface ကိုအဲနာမည်ကိုရေးလိုက်ရုံပဲပေါ့နော်ဒါဆိုရင်အဆင်ပြေသွားတယ်ပေါ့ let's go ခေါ်သုံးတဲ့နေရာမှာကျတော့ပေါ့နော်ကျွန်တော်တို့ဒီ in in headed နဲ့မှလို့ပေါ့နော်မဟုတ်ဘူးပေါ့ဒီဘာဘာလို့မဟုတ်တာလို့ဆိုတော့သူ့သူ့မှာပေါ့နော် ဘယ်လိုမဟုတ်တောင်ဆိုတော့ကျွန်တော်တို့ inheritant နီးစနစ်မှာကြတော့ဗောနော်ကျွန်တော်တို့အဲမက်သတ်တစ်ခုကိုပဲ inheritant လုပ်လို့ရတယ်ဗောနော် extend လုပ်လို့ရတယ်ဗောဒါပေမဲ့ဒီမှာကြတော့ကျွန်တော်တို့ interface မှန်သမျှကို interface ရှိရင်ရှိသမျှရှိသလောက်ဗောနော် interface တွေအများကြီးကိုဒီမှာလာပြီးတော့ extend လုပ်လို့ရပါတယ်အဲဆိုကြပါဦးကျွန်တော်တို့6ဆိုတာအရာရှိမယ်ဆိုရင်လည်း lg ဆိုပြီးတော့ဒီ interface ကိုဗောနော် interface တွေအများကြီးကိုဒီမှာ comma ခံပြီးတော့ extend လုပ်လို့ရတယ်ဗောနော်ဒါလေးကတော့ကျွန်တော်တို့ထူးခြားချက်ဖြစ်ပါတယ်ကဲပြီးအဲ့တော့ကျတော့ကျွန်တော် fin ဆိုတဲ့အဲ interface ကိုစပြီးတော့ instant လို့ implement လုပ်လိုက်ပြီပေါ့နော် implement လုပ်ပြီးပြီဆိုတော့ကျွန်တော်သူ့ထဲမှာရှိတဲ့မြမတ်သက်တွေကိုကျွန်တော်တို့မရှိမဖြစ်ရေးကိုရေးရတော့မယ်ပေါ့နော်ဒါပေမဲ့ဒီကျွန်တော်တို့ဒါဖုန်းမှာလောက်တာဖြစ်တဲ့ကြောင့်နည်းနည်းလေးတော့အခက်အခဲရှိတယ်ပေါ့နော်တကယ်လို့ laptop တို့ဘာတို့နဲ့မှလောက်တာဆိုရင်တော့ဒီညာလေးမှဟိုပေါ့နော်ဟို right click လေးနှိပ်လိုက်တယ်ပေါ့ right click လေးနှိပ်ပြီးရင်ကျွန်တော်တို့ဒီညာလေးမှာသူကဘာလို့ပြီးသားပေါ်လာမှာတော့ဆိုတော့သူက implement လုပ်ပြီးလုပ်ထားတဲ့ဟာမတ်သက်တွေကိုတခါတည်းတန်းရေးလို့ရအောင်လို့ပေါ့နော် ရေးလို့ရအောင်လို့ထဲလိုက်စာကြောင်းလေးတွေပါတယ်ပေါ့နော်အဲ့လိုလုထဲလိုက်တယ်ဆိုရင်တော့လွယ်လွယ်လေးဖြစ်သွားတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ကကျွန်တော်အဲ့လို override လုလက်ဟာကမပါတဲ့တကြောင်အခုကကိုရေးရမယ်ပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဆိုပြီးတော့ override ဆိုပြီးတော့ကျွန်တော် override လုလိုက်ပါမယ်အဲ့တော့ဘာကို override လုပ်မှာဆိုတော့ fin လေးကကျွန်တော်တို့ swing ပေါ့နော် swing ဆိုတော့ method ကိုစပြီးတော့ override လုပ်လိုက်ပါမယ် override မလုပ်ဘူးဆိုရင်ကျွန်တော်တို့ error တက်ပါမယ်အဲ့တော့ကျွန်တော်မယုံရင်စန့်ကြည့်ပါအောင် ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့ error တက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ fit ဆိုတဲ့ကောင်ကပေါ့နော် fit ဆိုတဲ့ကောင်ကဒီ fin ဆိုတဲ့ interface ကိုတော့ implement လုပ်တာလေဒါပေမဲ့သူတည်းက method တွေကို override မလုပ်ရသေးလို့ပေါ့နော်အဲ့တော့ override လုပ်လိုက်ပါမယ်အဲ့တော့ override လုပ်လိုက်မယ်ကျွန်တော်ဟုတ်ပြီ copy ကူထားတာထည့်လိုက်တော့မယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ကျွန်တော်ဒီမှာ swing ဆိုတဲ့ method ကို override လုပ်လိုက်တယ် override လုပ်ပြီးတော့ကျွန်တော်ဒီထဲမှာပါလေးရေးလိုက်တော့ဆိုတော့ system.out.print ဆိုပြီးတော့ i am swimming ဆိုတဲ့ဟာလေးကိုထည့်လိုက်ပါတယ် ကဲပြီဒါဆိုရင်ကျွန်တော်တို့သွားပြီးတော့ main ထဲမှာသွားပြီးခေါ်ကြည့်ရအောင်ဒီကောင်လေးဟောပြီးဒါဆိုရင်ကျွန်တော် main ထဲမှာခေါ်ကြည့်မယ်ဟုတ်ပြီ။အဲ့တော့ဆွင်းဆိုပြီးတော့ကြီးလိုက်မယ်။အဲဒါဆိုရင်တော့ I am swimming ဆိုပြီးပေါ်သွားတယ်ပေါ့နော်။အဲ့တော့ကျွန်တော်နောက်ထပ် တာတယ်လေးကိုလည်းအဲ့လိုရေးမယ်ပေါ့နော်တာတယ်လေးမှာလည်းကျွန်တော်တို့ဘာတွေပါနိုင်တော့ဆိုတော့ရေကူးလို့ရမယ်ပေါ့နော်ရေကူးလို့ရမယ်ဆိုတော့အဲဖင်းနေလည်းပါမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒါတယ်လေးကိုလည်းခေါ်ကြည့်လိုက်ပါမယ်။ တော့ dur တာတဲ့ဆိုရဲ့ method တခုရတယ်ပေါ့နော် sorry ကျွန်တော်တို့ class ကို instance လို့လိုက်ပါမယ် t လို့ပေးလိုက်မယ် new အဲ့ဒီတော့ဆွင်ပေါ့နော်သူလည်းရေကူးပါမယ်ပေါ့အဲဟုတ်ပြီအဲဒါဆိုရင်ပေါ့နော်ကျွန်တော်တို့တာတယ်နဲ့ fish နဲ့မတူမှာမတူတာမှာပေါ့နော်ကျွန်တော်တာတယ်ဆိုတဲ့កောင်ကအကုန်းပေါ်မှာလည်းသွားလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ6ောက်တွေလည်းပါမယ်ပေါ့အဲ့တော့ကျွန်တော်ကျွန်တော် let ဆိုတဲ့ interface ကိုလည်းကျွန်တော် implement လုပ်လိုက်ပါမယ်။ဒါဆိုရင် implement လုပ်ချင်တယ်ဆိုရင်သူ့နောက်မှာပေါ့နော်။ဒီမှာ comma လေးချပြီးတော့ implement လုပ်ရုံပဲပေါ့နော်။အဲ LG ဆိုတဲ့ method ကို interface ကို implement လုပ်လိုက်ပါမယ်။အဲဒါဆိုရင်သူ့ထဲမှာရှိတဲ့လက်ထဲမှာရှိတဲ့ကျွန်တော်ဒီ work ဆိုတဲ့ method ကိုလည်း override လုပ်ဖို့ရိုးသွားပါပြီပေါ့နော်။အဲ override လုပ်ရပါအောင်မယ်။အဲတော့ကျွန်တော်ဒီကောင်ဒီကောင်ကို AMK work ပေါ့နော်။ဟုတ်တယ်အဲ့တော့ကျတော့ဒီကောင်ကဆွင်မီမဟုတ်တော့ဘူး walking ဖြစ်သွားမယ်ပေါ့။ โอเคပါဟုတ်ပြီเนาะအဲဒါဆိုရင်ကျွန်တော်တို့တာတဲရကြတော့ကျွန်တော်တို့ swing ယုံနေမှာကတော့ဦးကျွန်တော်တို့ t dot အဲ walk ပေါ့เนาะလမ်းလျှောက်လို့လည်းရသွားပြီပေါ့အဲ့တော့ run ကြည့်မယ်အဲဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့ i am swimming ဆိုပြီးတော့ငားကကူးတယ်ပေါ့เนาะအဲနောက်တစ်ခါကျတော့ lake ကနေပြီးတော့ i am swimming ကူးလဲကူးတယ် i am walking ပေါ့เนาะအဲလမ်းလျှောက်တယ်ပေါ့ဒါကကျွန်တော်တို့အဲ interface ရယ်ပေါ့เนาะကျွန်တော်တို့ဒါ template ပုံစံအသုံးပြုတဲ့ပုံပုံပဲဖြစ်ပါတယ် ပြီးဒီကကြကျွန်တော် interface ကိုပေါ့နော်ဒီနှစ်ခုဆက်သွယ်ပေးတဲ့ပုံစံမျိုးဖြစ်အောင်ကျွန်တော်သုံးပြပါမယ်ဒီနှစ်ခုဆက်သွယ်ပေးတဲ့ပုံစံလေးကတော့ကျွန်တော်တို့ဒီ project တွေတော်တော်များများမှာအသုံးများတယ်ပေါ့နော်တော်တော်လေးအသုံးဝင်ပါတယ်အဲ့တော့ဟုတ်ပြီအဲ့အားလေးကျွန်တော်နီးလေးကိုပြပြပေးပါမယ်အဲ့တော့ကျွန်တော် interface တစ်ခုစောက်လိုက်မယ်အဲဘာ interface တုံးဆိုတော့ download interface ပေါ့နော်ကျွန်တော် download ဆိုတဲ့ interface တစ်ခုကိုစောက်လိုက်မယ်အဲ့တော့ download interface ထဲမှာဘာတွေပါမှာလို့ဆိုတော့ blue white on complete ပေါ့နော် ြီးသွားပြီပေါ့နော်ပြီးသွားရင်ပါလာမလဲပေါ့ဟုတ်ပြီ on complete ဆိုတော့အဲမတ်တက်တခုပါမယ်ပေါ့အဲ့တော့ကျွန်တော်နောက်ထပ်တစ်ခုအနေနဲ့ဘာတစ်ခုဆောက်လိုက်မှာတော့ဆိုတော့ download တာတစ်ခုဆောက်လိုက်မယ်ပေါ့နော် download တာဆိုတော့ class ကိုဆောက်လိုက်မယ်ဟုတ်ပြီအဲ့တော့ကျတော့ download တာဆိုတဲ့ class တဲမှာကျွန်တော်ဘာလုပ်မှာတော့ဆိုတော့အဲဟုတ်ပြီအဲ့တော့မတ်တက်တခုရေးလိုက်မယ် public void download တာ download ပေါ့နော် ောင်းလို့ဆွဲမယ်ပေါ့။ဟုတ်ပြီအဲ့ download ထဲမှာကျွန်တော် download ထဲမှာဘာကိုလက်ခံမှာတော့ဆိုတော့ဒီဘက်က interface တစ်ခုဖြစ်တဲ့ download တာကိုပဲပြန်ပြီးတော့လက်ခံမယ်ပေါ့နော်။ sorry ကျွန်တော်ဒီ download ဆိုတဲ့ interface ကိုပဲပြန်ပြီးတော့လက်ခံမှာပဲ။ဒီကောင်လေးဖြတ်လိုက်မယ်။ဒီ download ဆိုတဲ့ interface ပေါ့เนาะအဲ့ interface ကိုပဲပြန်ပြီးတော့လက်ခံပါမယ်။ တော့ဒေါင်းလုဒ်ဆိုတဲ့နာမည်နဲ့ပေါ့နော်ပြန်ပြီးတော့လက်ခံပါမယ်။ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒေါင်းလုဒ်ပြည့်ပြည့်ပြည့်ပြီလားမပြည့်ဘူးလားကျွန်တော်ဆိုကြပါစို့ဒေါင်းလုဒ်ဆွဲတယ်ဆိုရင်ပေါ့နော်ဒေါင်းလုဒ်ဆွဲတယ်ဆိုရင်ကျွန်တော်တို့အချိန်တစ်ခုစီစောင့်ရမယ်ပေါ့ဖိုင်တစ်ခုအချိန်တစ်ခုစီစောင့်ရမယ်။အဲ့တော့ကျွန်တော်အချိန်မစောင့်ရင်တော့ကျွန်တော်သူ့ကိုဘာလို့ခိုင်းမှခိုင်းလိုက်မှာတော့ဆိုတော့အဲစလိလောက်ခိုင်းလိုက်မယ်ပေါ့နော်။တိုင်းတော့စလိ ဒီကောင်ကတိုင်းတော့ sleep ဟုတ်ပြီကျွန်တော်အဲ့တော့ကျတော့အချိန်ကိုဘယ်လိုသုံးလို့ရလဲပေါ့နော်အဲ့တော့ sleep လောက်တာဘယ်လိုသုံးလို့ရလဲတချက်အင်တာနက်မှာရှာကြည့်ပါမယ်ကျွန်တော်တို့ကုတ်တွေပါတွေရေးတယ် project တွေပါတွေရေးတယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့အဲတစ်ခါလေးမှ language တွေလည်းအများကြီးမှတ်ရတယ်ပေါ့နော် language တွေအများကြီးမှတ်ရတာရှိတယ်နောက်တစ်ခါ language တစ်ခုတည်းကိုမှာပေါ့နော်ဒီ ဟိုဘလို့ရေးဘလို့ရတယ်ပေါ့နော်ရေးသားနည်းတွေလည်းမှတ်ရတယ်ပေါ့အဲ့လိုမှတ်ရတဲ့ဆိုတဲ့အချိန်မှာကျွန်တော်တို့ကဟိုလမ်းခွေတွေများလာတဲ့အချိန်မှာတို့ဒါမှမဟုတ်ရင်ကျွန်တော်တို့မှတ်ရတာတွေများလာတဲ့အချိန်မှာဘလို့မှမမမှတ်နိုင်ဘူးပေါ့နော်အဲ့လိုမမှတ်နိုင်ဘူးဆိုရင်ကျွန်တော်တို့မမှတ်နဲ့ပြဿနာမရှိဘူးပေါ့နော်အဲ့တော့ဘလို့လုပ်တဲ့နည်းစနစ်ကအကောင်းဆုံးပဲဆိုတော့ကျွန်တော်တို့စပြီးတော့ project တစ်ခုရေးမယ်ဆိုရေးလိုက်တယ်ပေါ့နော်ရေးပြီးတော့အော်ကျွန်တော်တို့ဘလို့လုပ်ရမယ်ဆိုတဲ့နေရာလေးကိုရောက်လာတယ်ဆိုရင်တော့အာဒါလေးတော့ငါမေ့သွားပြီမေ့သွားရင်ကျွန်တော်တို့ပြဿနာမရှိဘူး internet မှာ like ရှာလိုက် internet မှာ like ရှာပြီးရင်ကျွန်တော်တို့ပြန်ပြီးတော့မှတ်မိသွားလိမ့်မယ်အဲ့လိုမှတ်မိသွားတယ်ဆိုရင်လည်းပြဿနာမရှိဘူးကျွန်တော်တို့ထပ်ပြီးတော့မေ့လိုက် မေ့ပြီးရင်ပြန်ပြန်ပြီးတော့အဲမေ့လိုက်မှတ်မှတ်မိလိုက်ပေါ့နော်ပြန်ပြီးတော့ရှာလိုက် မေ့လိုက်ပြန်ပြီးတော့မှတ်မိလိုက်နောက်ဆုံးကကျွန်တော်တို့ဟိုကျက်စရာမလိုပဲနဲ့ပေါ့နော်မှတ်ထားစရာမလိုပဲနဲ့သူ့လူလူကိုအလွတ်ရသွားပါလိမ့်မယ်အဲ့ဒီစနစ်ကအကောင်းဆုံးပဲဖြစ်ပါတယ်ဒီလိုလေးစမ်းကြည့်ပေါ့နော်ကဲပြီကျွန်တော်ကိုယ်တိုင်လည်းတကယ်တမ်းကကျွန်တော်မှတ်ထားတာမျိုးမရှိပါဘူးကျွန်တော်တစ်ခါလုတ်ချင်မှတစ်ခါပြန်ပြီးတော့လေ့လာတာပါကဲပြီအဲ့တော့ကျတော့ကျွန်တော်ဒီမှာဆိုရင်တဲ့ threat.street slice ဆိုပြီးတော့သုံးရပါတယ်တဲ့ဒီထဲမှာ millisecond ထည့်ရတယ်ပေါ့နော် အဲ့တော့ကျွန်တော်စမ်းကြည့်မယ် thread. အဲ sleep ပေါ့နော်ကျွန်တော်ဒီနေရာလေးမှာမီလီစက္ကန့်ထည့်ရမယ်ဆိုတော့ကျွန်တော်3စက္ကန့်လောက်စောင့်ခိုင်းနိုင်မယ်ပေါ့နော်3စက္ကန့်လောက်စောင့်မယ်စောင့်ပြီးတော့မှဘာလုပ်မှာတော့ဆိုတော့အဲ့ဒီ download ဆိုတဲ့ကောင်းထဲကပေါ့နော် download ဆိုတဲ့ကောင်းထဲက on complete ဆိုတာကိုခေါ်ခိုင်းလိုက်မယ်ပေါ့နော်နော် on complete ဆိုတာခေါ်ခိုင်းလိုက်မယ်ကဲပြီဒါဆိုရင်ကျွန်တော်အဲ့ကောင်းလေးကို download တာလေးကိုဒီဘက်မှာခေါ်မယ်အဲ့တော့ ောင်းလောက်တာတောင်းလောက်တာတောင်းလောက်တာတောင်းလောက်တာဟုတ်ပြီဒီကောင်းပါเนาะအဲ့တော့တောင်းလောက်တာဒီလိုပေးလိုက်မယ်เนาะဘောနော်အဲ့တော့ new တောင်းလောက်တာဆိုပြီးတော့ခေါ်လိုက်မယ်အဲ့တော့ဒီတဲကကျွန်တော်ဘာလို့စခေါ်လိုက်မယ်လို့ဆိုတော့ဒေါင်းလုဒ်ပေါ့နော်ဒီတဲကဒေါင်းလုဒ်ကို ခေါ်လိုက်ပါမယ်။ဟုတ်ပြီဒီကောင်ဘာမလို့လဲကျွန်တော်တစ်ချက်အဲ range လိုက်ပါအောင်မယ်နော်။အဲ့တော့ဘာမလို့လဲမသိဘူး။အဲ error တက်တယ်ပေါ့နော် error တက်တာကိုတစ်ချက်ကြည့်လိုက်တော့ကျွန်တော်တို့ unhandled exception indirect exception ပေါ့နော်။အဲ့တော့သူကဒီတိုင်းထည့်လို့မရဘူးထင်တယ်ဗျ။ exception လေးတစ်ခုထည့်ရအောင်မယ်ပေါ့နော်။အော်ဒီမှာဆိုရင် try catch နဲ့ထည့်ရမယ်ပေါ့။ဒီမှာဆိုရင်ကျွန်တော်သူထည့်ထားတာလေးပါတယ်။ နော်အဲ့တော့အဲ့ကောင်လေးကျွန်တော်တခါတည်း copy ကုလိုက်တော့မယ် copy ကုပြီးတော့ထည့်လိုက်မယ်အဲ့တော့ဒီကောင်ကိုကျွန်တော် slip ကိုဒီတိုင်းထည့်လို့မရဘူးအဲ exception နဲ့ထည့်ရမယ်ပေါ့နော် triangle နဲ့ထည့်ပေးရပါမယ်အဲ့တော့ဘာအဲ့ triangle ကပေါ့နော်ဘယ်လိုသုံးတာလဲဆိုတော့ကျွန်တော်တစ်ချက်ပြောပြပြပေးပါမယ်ဒီ try ဆိုတဲ့កောင်မှာប៉ុណ្ណោះအရင်ဆုံးကျွန်တော်တို့ဒီកောင်ထဲကိုစမ်းကြည့်လိုက်မှာប៉ុណ្ណោះသူကဒီတိုင်းយយោទုံးလိုက်တာတဲ့ဆိုရင်တကယ်လို့ error တက်သွားတယ်ဆိုတော့ကျွန်တော်တို့ရဲ့ app ကြီးက crash သွားမှာប៉ុណ្ណោះဟို crash သွားမှာဖြစ်တဲ့တဲ့ညာမို့ user ကဟိုသိပ်ပြီးတော့ အဆင်ပြေပါမဟုတ်ဘူးနော် user အတွက်တိတ်ပြီးအဆင်ပြေပါမဟုတ်ဘူးဒါကြောင့်မို့ကျွန်တော်တို့ကဒီဟိုပေါ့နော် try cat ဆိုတဲ့ဟာလေးကိုထည့်တာလိုက်တယ်ဆိုရင်သူကတိတ်ပြီးအဲ့ဒါမတက်တော့ဘူးပေါ့ဒီသူကအရင်ဆုံး try ပေါ့ try မယ်ပေါ့နော်စပြီးတော့ user ကြည့်မယ်ဘယ်တရဟာလုံးဆိုတော့ဟောဒီ try နဲ့ဟာကိုစပြီးတော့ user ကြည့်မယ်အဲ့လိုမှ user လို့မရဘူးဆိုရင်တော့အဲ့ဒါတက်တယ်ဆိုရင်တော့အောက်ကဒီ cat share ဟာလေးကိုသူအလုပ်လုပ်သွားမယ်ပေါ့နော်အဲဒီလိုလေးပါကဲဟုတ်ပြီအဲ့တော့ကျွန်တော်ဒီကောင်လေးကိုစေခဲ့မယ်အဲ့တော့ပြန် run ကြည့်မယ်ပေါ့နော်အဲဒါဆိုရင်တော့ error မတက်တော့ဘူးပေါ့နော်အဲ့တော့စပြီးတော့ခေါ်တော့မယ် တော့တောင်းလုံတာကိုခေါ်လိုက်မယ်တောင်းလုံတာဒီလိုပေးလိုက်မယ်အဲ့တော့ new ဒီဟိုလိုအဟိုလို d e r တောင်းလုံတာပေါ့နော်အဲ့တော့တောင်းလုံတာတဲက d တဲကကျွန်တော်တောင်းလုံဆိုတဲ့ကောင်ကိုခေါ်လိုက်ပါမယ်ကျွန်တော်နာမည်မမှားသလားမသိဒီဟိုဟုတ်တယ်နော်ကျွန်တော်နာမည်မအနေနဲ့ DON ဖြစ်နေတာပေါ့နော်ကဲအဲ့တိုင်းအဲ့တိုင်းမှာပဲလိုက်ရေးလိုက်တော့မယ်နော်အဲ့တော့ DON W ကြနေခဲ့တာပေါ့အဲ့တော့ဒီမှာလဲလိုက်ပြီးပြင်လိုက်တော့မယ် တော့ d dot d o n new d o n ဟာလို့ a d e r အဲ့တော့ d တဲကကျွန်တော် download ကိုစပြီးတော့ခေါ်လိုက်ပါမယ်ဟုတ်ပြီ အဲ့တော့ဒီထဲမှာဗာထည့်ရမှာတော့ဆိုတော့ကျွန်တော်တို့ download ဆိုတဲ့ interface တခုကိုထည့်ပေးရမှာပေါ့နော်အဲ့တော့ download ဆိုတဲ့ interface ကိုထည့်လိုက်ပါမယ်အဲ့တော့ new ဆိုပြီးတော့ download ပေါ့နော် download ဆိုပြီးတော့ကျွန်တော်ဗာလုတ်ပေးရမှာတော့ဆိုတော့သူ့ပါပေါ့နော်တခါတည်းကျွန်တော် override တွေပါတခါတည်းထည့်ရရမှာပေါ့နော်အဲ့တော့ဒီညာလေးမှာ override ဆိုပြီးကျွန်တော်ဒီတရားမှာဗာလုတ်မှာတော့ဆိုတော့သူထည့်ရ method တွေပြန်ရရမှာပေါ့နော်အဲ့တော့သူထည့်ရ method ကဘာရှိတုံးဆိုတော့ ် on complete ဆိုတဲ့ method တစ်ခုရှိတယ်ပေါ့နော်အဲဒါမျိုးဆိုရင်တော့ကျွန်တော်တို့ဒီညမှာကိုကြိုက်တာထည့်လို့ရသွားပြီပေါ့နော်အဲ့တော့ဒီ interface ကဒါကျွန်တော်တို့စောက်ခဲ့တဲ့ interface မလို့ပေါ့နော်တကယ်တမ်းကကျွန်တော်တို့တခြားကိုယ့်အကို project တွေဘာတွေရေးရေးမယ်ပေါ့နော် library တွေဘာတွေဖန်တီးမယ်ဆိုရင်အဲ့ interface ကဟို library ဖန်တီးတဲ့သူကတခါလေးထည့်ပေးခဲ့မယ် interface ပေါ့နော်ကျွန်တော်တို့ခေါ်သွားမယ် interface ကိုယ့်အကိုရေးရမယ် interface မဟုတ်ပါဘူးဒါခေါ်သွားမယ် interface ပေါ့နော် အင်တာဖေ့ရအဓိကကျွန်တော် library တွေပါတယ်ဖန်တီးတဲ့နေရာမှာတော်တော်အသုံးဝင်တာပေါ့ကဲပြီအဲ့တော့ကျွန်တော်ကျွန်တော်ဒီမှာအဲ complete ဖြစ်သွားတယ်ဆိုရင်မလုပ်မှာတော့ဆိုတော့ system.out.dot print ဆိုပြီးတော့အဲ finish လောက်ခိုင်းလိုက်ပဲပေါ့နော် f i n i s h finish ပြီးပြီပေါ့နော်အဲ့တော့ပြည့်သွားပြီလို့ရေးခိုင်းလိုက်မယ်ပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီကောင်လေးကို run ကြည့်ပါမယ်အဲဒါဆိုရင်ခဏလောက်စောင့်မယ်အဲ30စက္ကန့်လောက်ကြာတဲ့အချိန်မှာ finish ဆိုပြီးပေါ်သွားတယ်ပေါ့နော်အဲ့တော့ 30ဆက္ကန့်လောက်စောင့်နေရချင်ရကျွန်တော်တို့ဘာမှမပေါ်ဘူးဆိုတော့ကျွန်တော်ဒီနေရာလေးမှာပါထည့်ခိုင်းလိုက်မှာတော့ဆိုတော့ပထမဆုံးအနေနဲ့အဲဒေါင်းလုဒ်ဒီမ်ဆိုပြီးတော့ဒေါင်းလုဒ်လုပ်နေတာသိအောင်လို့ပေါ့နော်ထည့်ခိုင်းစောင့်ခိုင်းလိုက်မယ်ပေါ့အော်ဒီနေရာမှာကျွန်တော်ဒေါင်းလုဒ်ဒီမ်ဆိုပြီးတော့စောင့်ခိုင်းလိုက်မယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ပြန် run ကြည့်ပါမယ်အဲဒေါင်းလုဒ်ဒီမ်ဆိုပြီးတော့30ဆက္ကန့်လောက်စောင့်နေမယ်စောင့်နေပြီးတော့30ဆက္ကန့်လောက်စောင့်တော့အန်ပြည့်သွားတယ်ပေါ့နော် ဟုတ်ပြီဒါကကျွန်တော်တို့ interface ကိုပေါ့နော်ဒီ main ဆိုတဲ့မှတ်သက်ရဲ့ကျွန်တော်တို့ဒီ download တာဆိုတဲ့မှတ်သက်ရဲ့ကို download ဆိုတဲ့ interface နဲ့ချိတ်ဆက်လိုက်တာပါဒါကကြတော့ကျွန်တော်တို့နည်းနည်းလေးအစာပိုင်းမှာအဲရှုပ်ထွေးလို့ခံစားရမှာဖြစ်ပါတယ်အဲ့ဒါဒါမဲ့ပြဿနာမရှိပါဘူးကျွန်တော်ရဲ့ဒီသင်ခန်းစာလေးကိုထပ်ကတက်ကပြန်ပြီးတော့ကြည့်လိုက်ပါအဆင်ပြေသွားမှာပါပေါ့နော်အဲ့တော့ကိုယ့်အကူလေးလေ့ကျင့်ကြည့်ပါ အဲ့ဒီအဲ interface အကြောင်းကိုတိတ်ပြီးနားမလည်ဘူးဆိုရင်ပေါ့နော်ကျွန်တော်တို့ကျွန်တော်အဲ့နေရာလေးမှာဘယ်လိုအသုံးချထားလဲဆိုတာကိုသိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ဒီပေါ့နော်အရင်သင်ခန်းစာတွေမှာပါတဲ့ weather weather application ဖန်တီးတဲ့နေရာမှာသုံးခဲ့တဲ့ checker ဆိုတဲ့ library ရှိတယ်ပေါ့နော်အဲ့ checker ဆိုတဲ့ library ကိုလာလာလေးအသုံးချကြည့်ပါအဲ့ဒါဆိုရင် interface အကြောင်းကိုကောင်းကောင်းလေးနားလည်သွားမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဆိုရင်တော့ကျွန်တော်တို့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်